ခြားနိုင်ငံကခေါင်းဆောင်တွေကအစကျွန်တော်တို့လူလူခေါင်းဆောင်တွေကိုပေါ့နော်အခုလိုမျိုးတတိတရားနဲ့ရှိပေးနေတာတွေအတူရက်တီပေးနေတာတွေအမှားစကားပါပေးနေတာတွေကမင်းအွန်လိုင်းတွေ့တော့ခေါင်းချင်းစရာပဲဖြစ်တယ်မင်းတို့ကဘယ်ရလဲအဲသူကစုံစုံဂိတ်ကပေါ့အဲ့လိုပုံစံမျိုးတွေနဲ့မေးဖြေတွေပါလေလုတ်လိုက်သေးတာပြီးတာနဲ့ကင်တာပေါ့နော်ဘုံ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 ဆိုကင်ပလိုက်တယ်အဲကင်ပလိုက်ပြီးတာနဲ့လက်နက်ရတယ်ဆိုင်ကယ်ရတယ် ္ဂလာပါဒီကနေ့ကတော့နိုဝင်ဘာလ၄ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းကျွန်တော်သတင်းကောင်းတွေရှိတယ်သတင်းကောင်းတွေကများတဲ့အတွက်ပေါ့နော်သတင်းကောင်းတွေရွေ့ရွေ့ပြီးပြောနေရတဲ့ပုံစံဖြစ်နေတယ်။နမိုးလင်းတာနဲ့ဒီကောင်းတွေစစ်ကောင်စီဘက်ကကောင်းတွေဘာဖြစ်သလဲဆိုတဲ့ဟာကိုစိတ်ဝင်စားနေဆောင်ကြည့်ရတယ်အမောပေါ့နော်အခုလည်းစိတ်စိတ်မကောင်းကြရလေးပေါ့နော်စစ်ကောင်စီအတွက်ပေါ့နော်ရဲရဲရဲတွေအတွက်ပေါ့နော်ဒါပခုတ်ကူမှာစက်ကြီးကောက်နေတဲ့ရဲကိုတပ်ဖွဲ့တွေကပေါ့နော် စစ်ကောင်စီယူနီဖောင်းဝယ်ပြီးတော့သွားပြင်းလာအဲအဲ့ဖြစ်စင်တဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကောင်မောင်းစီလည်းမေးထားတာရှိတယ်ပေါ့နော်အာရေစီယိုကအဖွဲ့လေးသွားပြီးတော့ဆော်ထားတဲ့အကြောင်းအဲ့ဒါလည်းဒါအဲ့ထဲမှာဒါထူးခြားတဲ့ဖြစ်စင်လေးရှိတယ်ဗျအဲသူကဒီကောင်တွေကဂိတ်ကောက်တာဂိတ်ကောက်တော့ဒီအဲပြောမယ်ဆိုရင်ဒါလေရင်ခွင်းဂိတ်တို့ဘာလို့အဲ့လိုမျိုးပုံစံမျိုးနဲ့ဂိတ်တွေတရားဝင်ပုံစံမျိုးကြီးချပြီးတော့ကောက်တာတွေရှိတယ်အပြင်တချို့ရဲတွေကပေါ့နော်အဲ့ဂိတ်တွေမှာသူကကောက်တဲ့အပြင်မှာသူကဂျားတွေထဲမှာလိုက်ပြီးတော့သူတို့ဘာသာသူတို့ဒါ ဒီအပူဝင်ဝင်ရှာတဲ့ပုံစံမျိုးပေါ့နော်ဂျားပေါက်ရှာတဲ့ပုံစံမျိုးနဲ့ထက်ပြီးတော့တက်တက်ထက်တောင်းတာရှိတယ်အဲအဲ့ဒီတရင်တွေကိုဒါတက်ဖွဲ့တွေကရတဲ့ခါကျတော့ဒီအတွက်ကိုချိုးပြီးတော့ပြင်ဆင်ကြရတယ်ပြီးရတယ်ဒီကောင်းတွေကိုသွားပြင်းမယ်ဆိုပြီးတော့လောက်ကြတယ်ပေါ့နော်အဲ့မှာဒါဂိတ်တွေကဆက်မှုစုံဂိတ်တို့အဲဘဒုံညုံဂိတ်တို့ပြီးရင်ဒါလင်းဝင်းဂိတ်တို့အဲအဲ့လိုမျိုးပုံစံမျိုးတွေနဲ့ဂိတ်တွေချထားတာဆိုပြီးတော့သိရထပ်ပြီးတော့တဆင့်သူကဆက်ကြီးထက်ကောက်တာအဲအဲ့လိုမျိုးပုံစံမျိုးအဲ့ဒီကိုသွားပြီးတော့ပြင်းတာပြင်းတဲ့အချိန်မှာအဲ့ဆက်ကြီးကောက်နေတဲ့သူကလင်မြားနှစ်ယောက်ရဲလင်မြားနှစ်ယောက်အဲရဲတက်သားရီမွန် နာမည်ကလည်းတို့ဝင်ကြီးနာမည်နဲ့လားတူရက်တသားပေါ့နော်အဲအဲ့ကောင်ကဒါစစ်တပ်9နှစ်6နှစ်လောက်တော့ရှိပြီပေါ့ရက်တတန်းပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူကရက်ဝဲပုံစံမျိုးဝင်ပြီးတော့ကောက်ကောက်တဲ့ဟာကိုတိလို့တပ်ဖွဲ့တွေကသွားပြီးတော့ပြင်းတာအဲ့လားနှစ်ယောက်တည်းသွားတာသွားတဲ့အချိန်မှာထူးခြားချက်ကဘာလဲဆိုတာစစ်ကောင်စီယူနီဖောင်းဝတ်သွားတာအဲစစ်ကောင်စီယူနီဖောင်းဝတ်သွားရင်အဲ့နောက်မှာဆိုင်ကထိုးရက်လိုက်တယ်အထိုးရက်ပြည့်အချိန်မှာသူမေးတာအဲ့မေးဘာလို့လဲခိတ်ကောက်နေအောင်မင်းတို့ကဘယ်ရလဲအဲသူကစက်ဦးဆောင်ခိတ်ကောက်ပေါ့အဲ့လိုပုံစံမျိုးနဲ့မေးပြေတွေပါလေလောက်လိုက်သေးတာ ပြီးတာနဲ့ကင်တာပေါ့နော်ဘုံဘုံဘုံဆိုတော့ကင်ပလိုက်တယ်အဲကင်ပလိုက်ပြီးတာနဲ့လက်နဲ့ရတယ်ဆိုင်ကယ်ရတယ်ပြီးရင်သူ့ရဲ့အမျိုးသမီးပါတယ်အဲ့အမျိုးသမီးကိုကဖမ်းခေါ်ခဲ့တယ်ပေါ့နော်ဖမ်းခေါ်ခဲ့တယ်ဒါအဲ့ဖြစ်စဉ်ဖြစ်နေတဲ့အချိန်မှာတော့အဲ့လိုပုံစံမျိုးပေါ့ဗျာဒါပေမဲ့နောက်ထပ်ထူးခြားတာကဘာလဲဆိုတော့ဒီခုနကဒါဖြစ်စဉ်ဖြစ်တဲ့နေရာနဲ့မီတာ200လောက်ပဲဝေးတဲ့ခုနဒီလေရင်ဝင်ဂိတ်အဲ့ဒီလေရင်ဝင်ဂိတ်ကနေပြီးတော့ထပ်ပြီးတော့ပြစ်လာပြစ်ကူပေးတာပေါ့ဗျာပြစ်ကူပေးတာဒီနားဖြစ်စဉ်ဖြစ်တဲ့အချိန်မှာပြစ်ကူပေးတာပေါ့ပေးတဲ့အချိန်မှာတပ်ဖွဲ့တွေကဘာထက်လို့လဲဆိုတော့အဲ့ ကွန်မောင်းမေးကြအချိန်မှာကျွန်တော်လည်းတဲ့အဖွဲ့တွေကိုတင်ပေးထားပါဗောနော်ဒီ40ဘုံဒီပြည့်တဲ့ပုံစံမျိုးတွေကိုတင်ပေးထားတာတင်ပေးထားတော့ကြတော့ဒီ gate တွေရဲ့အကွာအဝေးကိုလည်းသူတို့ကတိထားတယ်တိထားတော့ကြတော့မီတာဘယ်လောက်ဆိုရင်မီတာပဏ္ဏရာဆိုရင်ဘယ်လိုတင်ပြဘယ်လိုချပြဒါမျိုးပုံစံမျိုးတွေတင်ပေးထားအဲ့မှာ40တလုံးလွှတ်လိုက်တာဒေကြီးဆိုရွှတ်လွှတ်လိုက်တာကန်ကောင်းနေတယ်သူတို့ကကိုကပြောတယ်ချက်ကန်းဆန်ဖို့တို့ရတယ်အဲ့မှာတယောက်တက်သေးတယ်ပြစ်ကူပေးတဲ့နေရာတကောင်ထပ်ပြီးတော့သေးတယ်ဗောနော်အဲ့ဒါနဲ့ပဲဒါကကလက်နဲ့ရတယ်ပြီးရင်ဒါ ကြည်တွေပါရရတယ်ပြီးတော့ဒီအမျိုးသမီးကိုခေါ်လာခဲ့တယ်အဖြစ်ကျင်တော့အဲ့သူတို့ဖန်ခေါ်လာတဲ့ဒီရဲရဲတည်သွားတဲ့ရဲရဲအမျိုးသမီးကကိုယ်ငါးလရှိတယ်ဗောနော်ငါးလရှိတော့ဒီသူတို့ဖန်ခေါ်လာပြီးတော့ဆေးဆေးမေးမြန်းစရာရှိရမေးမြန်းတယ်ဒါပေမဲ့အဲ့ကိုဝင်လည်းပါလာတယ်အမျိုးသမီးလည်းဖြစ်တယ်ဆိုတော့တပ်ဖွဲ့တွေကတကယ်ကိုချင်းစာဟိုချစ်ဖို့ကောင်းတဲ့အပြုတ်မူတွေပေါ့ဗျာအဲ့ဒါဘာလဲဆိုတော့သူတို့ဒီဆေးတွေဘာတွေအားစာကုပေးသေးရဲ့တဲ့ အဲပြောရမယ်ဆိုရင်ဒါကလေးအနေထားမှန်ရဲ့လားဘာလားညာလားပေါ့နော်ကြောက်လန့်ကြဖြစ်သွားတာဖြစ်တဲ့အတွက်ပေါ့နော်သူတို့အဲ့လိုမျိုးစစ်ဆေးတာတွေ UG ဘိုင်းနဲ့တိချာတော့ပြပေးလိုက်တယ်ပြီးရင်သူတို့စီကတင်းလို့ရတာနှစ်သိန်းနဲ့နှစ်သိန်းပေါ့နော်အဲ့အဲ့ဒီမျိုးသမီးပြန်လို့ရအောင်လမ်းစိတ်ပါညာဆိုပြီးတော့ကုညီပေးလိုက်တဲ့ဟာ၅သိန်းနဲ့၃သိန်းတော့စိုက်ပေးလဲတကယ်စားရတယ်ဗျာအဖွဲတွေဘာဖြစ်ဖြစ်ပေါ့နော်ဒါကပြောရရင်ဒါဂုံယူရမယ့်အရာဗျာ စစ်ကောင်စီလို့မဟုတ်ဘူးငါတို့ကစစ်ကောင်စီလို့မဟုတ်ဘူးစစ်ကောင်စီကိုပဲတိုက်တာပေါ့နော်ကျန်တဲ့ဒီစစ်ကောင်စီကိုဒါအဲကျန်တဲ့ဒါမဆိုင်တဲ့သူတွေကိုဘာမှဒုက္ခမပေးဘူးဆိုတဲ့ပုံစံမျိုးကိုထပ်ပြီးတော့ပြခဲ့တဲ့ပြရုပ်တစ်ခုပဲပေါ့နော်ရှစ်ကောက်စီဆိုရင်တော့အဲ့လိုမဟုတ်ဘူးဒါတားကိုမတွေ့ရင်မိန်းနဲ့ဖေကိုဒုက္ခပေးတယ်ဖမ်းတယ်အဲယောက်ျားကိုမတွေ့ရင်မိန်းမတွေကလေးတွေကိုဒုက္ခပေးတယ်ဖမ်းတယ်အဲတတ်ဖြတ်တာတွေလုပ်တယ်ဒါမျိုးပုံစံမျိုးတွေပဲရှစ်ကောက်စီကလုပ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကအဲ့လိုပုံစံမျိုး မလုတ်ခဲ့ဘူးဆိုတဲ့ဟာကိုလည်းဒီဖြစ်စဉ်လေးကနေထပ်ပြီးတော့ပြနေတာပေါ့ဗျာအဲကြောင့်ဘလိုပဲဖြစ်တက်ဖွဲ့တွေကအဲ့လိုမျိုးလုံနိုင်ဖို့အတွက်ကိုသတင်းတွေလည်းကြိုရမှာဖြစ်မယ်အဲ့သတင်းကိုကြွားလဲကြိုရလို့အဲ့အတွက်ကိုပြင်ဆင်ထားတာပြရနဲ့လုံးဝစကွေးယူနီဖောင်းဝယ်ပြီးတော့တွားတာဟိုကောင်ကြောင်တော့ဘာလဲပေါ့သူသူအနေနဲ့ပေါ့နောက်ဆုံးသိလိုက်ရမယ်ဟာဟာငါ့ကိုအချင်းချင်းပြစ်တာပါလားဆိုပြီးတော့သူတွေးလိုက်မှာတကယ်ဘာဖြစ်လို့စစ်သားယူနီဖောင်းကြီးနဲ့သူ့ကိုကင်သွားတာပေါ့နော် ်ငါဆုံးသူ့ရဲ့အတီးကအဲ့အတီးဖြစ်သွားမှာအော်ငါ့ကိုစစ်သားချင်းအာစစ်သားနဲ့ရင်းနေကွာငါ့ကိုလာနိုင်ကျင့်သွားဆိုပြီးတော့ဒါမျိုးပုံစံမျိုးတွင်တွင်ပါပေါ့နော်နောက်တစ်ခုကဒါအဲ့လိုပေါ့ဒီပြန်ပြီးတော့လှုပ်ပေးရဆိုတဲ့ဟာကလည်းဒါမေးမြန်းစရာရှိတာမေးမြန်းပြီးတော့ပြန်ပြီးတော့လှုပ်ပေးတာပါအဓိကအထဲထဲမှာဒါဒီကိုဝင်ပါတယ်ပေါ့နော်အထဲမှာကလေးရှိရတဲ့အတွက်ပေါ့နော်ဘိုက်ထဲမှာကလေးရှိရတဲ့အတွက်ဒါကလေးရဲ့နောင်ရည်အတွက်ကောဒါမိမသားဖြစ်နေတာအတွက်ကောဒါကြောင့်မလို့ကိုချင်းစာပြီးတော့လှုပ်ပေးခဲ့တာဆိုပြီးတော့သိရတယ်ဒါဟာလည်းဒါချစ်စရာကောင်းတဲ့မူချင်းတစ်ခုဖြစ်တယ်ပေါ့နော် ကျွန်တော်တက်ဖွဲ့တွေကတကယ်စီကံရှိပါတယ်စီကံရှိရှိနဲ့လုံနေကြပါတယ်ပြီးတော့အောင်မြောင်လည်းလုံနိုင်ကြပါတယ်ပြီးတော့ဒါခုနပြောသလိုပေါ့ဂိတ်တွေကဘလောက်မှမကွာဘူးမီတာ100 200ဟိုဘက်ဒီဘက်အဲ့လိုကြားတွေထဲမှာပေါ့နော်ရအောင်ဒီဒီအောင်မြင်မှုရအောင်ပေါ့နော်ဒီလိုမျိုးကိစ္စရပ်တွေကိုဖော်ဆောင်နိုင်တာကလည်းကြီးကြီးလေးစားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဖွဲ့တွေကိုလည်းတနေသလောက်ကူညီပေးကြပါနောက်တစ်ခုကတော့ဒါထူးခြားဖြစ်စဉ်ဆိုတဲ့ဒီနေ့မှာအဲတော်တော်လေးလူစိတ်ဝင်စားမှုများနေတဲ့အကြောင်းပေါ့နော်အဲ့ဒါကပြင်သစ်သမရာကြီးကမေဆုစီကိုစာပေးပို့လိုက်တဲ့အကြောင်း အဲအဲကြောင်နဲ့ပတ်သက်လို့စစ်ကောင်စီဘာတွေကြုံတွေ့နေရသလဲလက်တော်စစ်ကောင်စီကြုံတွေ့နေရတဲ့အခြေအနေတွေကဘာတွေလဲဘယ်လိုဖြစ်အားတွေကြောင့်မလို့ဘေးကျန်နေချက်ဖြစ်နေပြလဲဆိုတဲ့ဟာတွေလည်းကျွန်တော်တို့စဉ်းစားကြည့်အောင်ပေါ့နော်အဲ့တော့ဒါအဲပြည်သက်သမရာကြီးကအမေစုစီကိုဒါစပေးပို့လိုက်တယ်ပေါ့နော်ပြည်သက်နိုင်ငံနေနဲ့သူမကိုမမေ့ဘူးဆိုတဲ့အကြောင်းဒါထုတ်ဖို့ပြောဆိုလိုက်တဲ့ပုံစံမျိုးပေါ့အဲ့တော့ပြည်သက်သမရာအီမန်နျူရယ်မက်ခရွန်ကဒါမေဆုစီကိုစာပေးပို့လိုက်တဲ့ဟာတနည်းပြောရမယ်ဆိုရင်မင်းအွန်လိုင်းနဲ့စစ်ကောင်စီအတွက်ပေါ့နော်အနောက်နိုင်ငံတွေရဲ့ PR တစ်ခုထပ်ပြီးတော့ပေးလိုက်တယ်လို့ပြောလို့လည်းရတယ်ဗျ အမေဆုစီလိမ့်မှုပြီးတော့ဒါပေးပို့တာမျိုးတော့မဟုတ်ဘူးအမေဆုရဲ့သား Kim Eris ကိုပေးပို့ခဲ့တာဖြစ်တယ်။စာထဲမှာဒါအမေဆုရဲ့ကျမ်းမာရေးအတွက်အလွန်စိုးရိမ်ကြောင် ပြင်မြန်မာနိုင်ငံက9နှစ်နီးပါးအကြက်တဲကာလအခြေအနေတွေကိုလည်းလေးပြီးပြီးပြောဆိုထားတာရှိတယ်။မတရားဖမ်းဆီးခံထားရတဲ့အမေစုရဲ့ကျမ်းမာရေးအတွက်လွန်ဆိုးရင်ပူပန်ပြီးတော့ချက်ချင်းလှုပ်ပေးဖို့အတွက်ကိုဒီပြည်သက်သမ္မတကတောင်းဆိုခဲ့တာဖြစ်တယ်။ဒီစာကိုဒါအော်တိုဘာလာတရက်နေ့မှာပေးဖို့ခဲ့တာဆိုပြီးတော့လည်းသိရတယ်ဗောနော်။ဒါအခုမှပဲဒါ line ပေါ်မှာတက်ပြီးတော့ဒါသတင်းတွေတက်လာတာဖြစ်တယ်ဗောနော်။အဲ့တော့ပြီးတော့ဒါ Kim ကပြောထားတယ်ဗောနော်။စာထဲမှာသမ္မတကတဲ့ မိမိရဲ့ကျမ်းမာရေးအနေအထားကိုစိုးရိမ်ပူပန်ကြောင်းဖော်ပြတဲ့ကဲသို့မိမိအပါဝင်သမ္မတရေးဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းလွှတ်ပေးဖို့ပြင်သစ်နိုင်ငံကတခါထပ်မံတောင်းဆိုကြောင်းရေးသားထားတယ်ပေါ့နော်။ဟုတ်တယ်အခုကာလတွေမှာဒီနောက်နိုင်ငံကအဖွဲ့တွေကပေါ့နော်။ဒါမေဆုနဲ့သမ္မတကြီးကိုဒါနိုင်ငံရေးအကျဉ်းသားတွေကိုဒါချွင်းချက်မရှိလွှတ်ပေးဖို့ဆိုတဲ့ပုံစံမျိုးပြောတာမျိုးတွေခက်ဆစ်စစ်တွေ့လာရတယ်ပေါ့နော်။အဲ့တော့အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိကအချုံနောက်ထဲမှာကျမ်းမာရေးမကောင်းတော့ပါနဲ့။ဟုတ်တယ်။ ဟိုကျမ်းမာရေးကောင်းစရာလည်းမရှိဘူးဗျာဒီကောင်းကြီးကရန်သူလိုသဘောထားတာဖြစ်တဲ့အတွက်ကောင်းကောင်းမွန်မွန်စောင့်ရှောက်မှာမဟုတ်ဘူးအချင်းချထားတယ်ပြီးတော့နေရထိုင်ရတဲ့ဟာလိုအပ်ချက်တွေအများကြီးရှိလိမ့်မယ်အသက်အရွယ်ကြီးရင်လာပြီးဖြစ်တဲ့အတွက်ပေါ့နော်ဒါဒါအစေးဝါးနဲ့အထောက်အကူပြုရမယ့်ကဏ္ဍတွေလည်းရှိနိုင်တယ်ဒါပေမဲ့အဲဥစ္စာတွေကအစတေချာပေါက်ပြည့်ပြည့်စုံစုံရမှာမဟုတ်ဘူးအဲ့တော့ကျမ်းမာရေးချင်းတွေကဆိုးလာဖို့ပဲရှိတယ်ဗျာဒီအသက်အရွယ်ရောက်ပြီဆိုရင်တော့ဒီလိုဟာတွေကကြုံရမှာပေါ့နော်ဒါပေမဲ့ ကောင်းမွန်တဲ့လုံခြုံတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရတဲ့ခါကျတော့ပိုပြီးဆိုးဖို့ပဲရှိတာပါဗျာအဲ့တော့ဒါစိတ်ပူစရာပေါ့နော်အဲ့တော့ကျွန်တော်မိမိအားတဲ့နိုင်ငံနိုင်ငံလွတ်လပ်ရေးအတွက်ပေါ့နော်သူ့ဘဝတစ်လျှောက်လုံးကြိုးစားဆောင်ရွက်ခဲ့တဲ့သူဖြစ်တဲ့မိမိလွတ်မြောက်ခြင်းကလူခွင့်ရင်းနဲ့လူကုန်သိခါအတွက်တာမကပေါ့နော်ညမာဘီနဲ့ဒါလွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်တယ်။ဟုတ်တယ်ဒါမေဆုအတွက်ပေါ့နော်ဒါလူကုန်တိတ်ခါနဲ့ဒါလူခွင့်ရေးနဲ့ပတ်သက်လို့ဒါမေဆုကြုံနေရတဲ့ဖြစ်စဉ်က ဒါတကယ်လည်းအမှန်ပဲပေါ့နော်ဒါလှုပ်ပေးမှဖြစ်မယ်ဆိုတဲ့ပုံစံမျိုးတော့ဒါကင်ကလည်းပြောထားတယ်ပေါ့နော်အဲ့တော့ပြည်ထောင်နိုင်ငံရဲ့တနာခိယုနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပီတာချင်းတို့အတွက်ကျွန်တော်လိုက်လိုက်လဲလဲခန်းစားရတယ်ဒါဟာအမှန်တရားငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကဘာတော်ဝန်ကလူတွေကိုအသိပေးလိုက်တဲ့စီးရေးဆိုင်ရာခေါင်းဆောင်မှုတရားဖြစ်တယ်ဆိုပြီးတော့သူကလည်းအတိမတ်ပြုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့ဒါပြောဆိုထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအတူရက်တည်ပေးတာတတိတရားရှိပေးတာပေါ့နော်ခြားနိုင်ငံကခေါင်းဆောင်တွေကအစကျွန်တော်တို့လူလူခေါင်းဆောင်တွေကိုပေါ့နော် အခုလိုမျိုးတတိတရားနဲ့ရှိပေးနေတာတွေအတူရက်တီပေးနေတာတွေအမှားစကားပါပေးနေတာတွေကမင်းအွန်လိုင်းအတွက်တော့ခေါင်းကျင်းစရာပဲဖြစ်တယ်။အတကယ်ပြောရရင်ဒီလိုမျိုးလှုပ်ပေးဖို့အတွက်ကတကယ်လိုအပ်တယ်ပေါ့နော်။အဲ့တော့ဟိုတိုးနဲ့အတူရက်တီနေတဲ့နိုင်ငံတွေကဒီနိုင်ငံတွေဆိုပြီးတော့လေတဲတဲကွက်ကွက်ပို့ပြီးတော့တည်သွားစေတယ်။ပြီးတော့ဒါလူလူကောင်းဆောင်အတွက်ကိုသူတို့ကစိုးရင်ပူပန်နေတာမြင်ရတာတွေ့တွေ့ရတာပေါ့နော်။ကျွန်တော်တို့ဒါလူထုအတွက်ကအစားပို့ပြီးတော့အားရင်ဖြစ်ရတယ် အဲငါတို့ဒါအမေစုပါဝင်ပေါ့နော်တနိုင်ငံတို့လွှမ်းမြောက်ထွက်ပို့ပြီးတော့စူးစမ်းကြရမယ်ဆိုတဲ့စိတ်တွေလည်းဖြစ်လာစေတာပေါ့လေနော်အဲ့တော့ဒီစာကိုအချမ်းပြင်းကြည့်ရမယ်ဆိုရင်ဒါနံပါတ်1အနေနဲ့အမေစုရဲ့ကျမ်းမာရေးအဲ့ကျမ်းမာရေးနဲ့ပတ်သက်လို့တွေ့ရလိမ့်မယ်ဒါအသက်ရွယ်ကြီးရင်လာပြီးဖြစ်တဲ့အတွက်အမေစုရဲ့ကျမ်းမာရေးကပို့ပို့ပြီးတော့ဆိုရကျွန်တော်တို့မဆိုးရွားဘူးလို့ပြောရင်ဒါညာတာပဲဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့လက်ခံရမယ့်အရာဖြစ်တယ်ဒီအသက်ရွယ်ပေါ့နော်အသက်80မေဟိုတယောက်ကဘယ်လောက်ထိကျမ်းမာကြန့်ခိုင်ပါလဲကျွန်တော်ပြောတာသူ့အားနဲ့သူ့ဒါစိတ်တက်အရာဒါကြမ်းကြမ်းခံတောက်ခံထားပေမဲ့ပေါ့နော် ဒါရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်ချွေးမှုတွေအများကြီးရှိမှာပဲပေါ့နော်အဲကြတော့ဒီကောင်းနေထားတဲ့ပုံစံကလည်းတေးကြတယ်စစ်ကောင်စီကအမေစုကိုရန်သူလိုသဘောထားတာဖြစ်တဲ့အတွက်ပေါ့နော်သူ့ရဲ့အဖေမီလိုတော့စောင့်ရှောက်မှာမဟုတ်ဘူးဒါတကယ်ပြောတာဟိုလုံးဝကန့်သက်တာတွေထိန်းချုပ်တာတွေအများကြီးလှုပ်ထားမှာလုံးဝကိုစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေတဲ့ပုံစံမျိုးဖြစ်အောင်သူတို့ကလှုပ်လှုပ်ချင်တာဗျာ အဲ့လိုမျိုးပုံစံမျိုးနဲ့ဘဝကိုအဆုံးသတ်စေချင်တာဒါကြောင့်မလို့နီးမျိုးစုံပုံစံမျိုးနဲ့သူတို့ကကန့်သက်တာမျိုးတွေတော့ရှိမှာပဲအဲ့လိုရှိလာတဲ့ခါကျရင်ဒီခန္ဓာကိုယ်ကအသက်အရွယ်ကြီးရင်လာတာဖြစ်တဲ့အတွက်လိုအပ်တဲ့အာဟာရတွေမရတော့တာတွေရှိမယ်ကျန်းမာရေးဆောင်ရှားမှုတွေလိုအပ်လာတာတွေရှိမယ် အဆိုတာကအားဖြည့်အနေနဲ့ရောဒါကျမကြီးအတွက်ရောပေါ့နော်ဒါဒါနေ့စဉ်တောက်ဆုံးရမယ်ဆေးဝါးတွေကစလိုအပ်တာတွေရှိနိုင်တယ်ပေါ့နော်အဲ့ဒါတွေကစစမ်းသက်တာတွေကုသတာတွေထောက်ပံ့ပေးတာတွေမလုပ်ဘူးဆိုရင်ဒီကျမကြီးကပို့ပြီးတော့ဆိုးရွားမှာပဲအဲ့တော့သက်80အရွယ်အခုလိုမျိုးအချင်းချခံရတယ်စိတ်တဲ့ပိုင်းဆိုင်ရာအဆပေါ့နော်ကတ်သက်ထိ ंछ ုတ်တာမျိုးတွေတောက်လျှောက်လုပ်ခံနေရတာဖြစ်တဲ့အတွက်ဆိုးရင်စရာကောင်းတယ်ဒါသမရပြောသလိုပေါ့နော်ဒါပြင်သစ်သမရပြောသလို တကယ်ကိုစိုးရိမ်မိပါတယ်ဆိုတဲ့ပုံစံမျိုးတော့မြင်တွေ့ရတယ်။နံပါတ်2ကတော့ဒါဖန်းစီချုံအောင်ခံရတာကိုအဆုံးသတ်ဖို့တနည်းတနည်းပြောရမယ်ဆိုရင်ဒါနောက်နိုင်ငံတစ်ခုအနေနဲ့ပေါ့နော်ပြန်လွတ်ပေးဖို့ဒါစစ်ကောင်စီကိုဖိအားပေးတဲ့ပုံစံမျိုးတွေ့ရတယ်။နောက်တစ်အနေနဲ့မြင်ရတယ်တွေ့ရတယ်ပေါ့နော်။အဓိကတော့ဒီလိုမျိုးဒါဖိအားတွေကလည်းစစ်ကောင်စီအတွက်ကိုအချက်ရိုက်စေလိမ့်မယ်ဗျ။အဲဥစ္စာလည်းကျွန်တော်ထပ်ပြီးတော့ဆွေးနွေးကြမှာပေါ့နော်။နံပါတ်3ကတော့ဒါအမေစုကိုဒါနိုင်ငံခေါင်းဆောင်တဦးအဖြစ်သတ်မှတ်ပြီးတော့အလေးထားတာတွေ့ရတယ်။လက်ရှိအချိန်ထိကိုပဲပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကဒီလူတွေပါဆိုတဲ့အကြောင်းကိုသူတို့တွေကအစလက်ခံထားတယ်ဗောနော်သူတို့တွေကအစဒီဥစ္စာကိုရုံုံကြီးကြီးနဲ့အခုချိန်ထိဂင်ဆွဲထားတယ်ဆိုတဲ့ဟာမျိုးလည်းတွေ့ရတယ်ဒါကလည်းအားရစရာကောင်းတယ်ဟုတ်တယ်အခုမြောင်းလိုင်းကအာနာကိုလူယူထားတာပြည်သူပေးထားတာမဟုတ်ဘူးအာနာကိုသူနီးသူဟန်နဲ့ဗောနော်ခုနလိုလက်နက်အားကိုနဲ့ပြည်သူကိုအနိုင်ကျင့်ပြီးတော့လူယူထားတာပြည်သူကတကယ်ချစ်ခင်လေးစားစိတ်နဲ့ကျွန်တော်တို့ကိုခေါင်းဆောင်မှာကျွန်တော်တို့နိုင်ငံကိုဥဆောင်မှာဒီတက်တိုးတက်ကောင်းမွန်အောင်လုပ်ပေးပါဆိုပြီးတော့အာနာပတ်အနှင်းပေးလိုက်တဲ့ ဒါခေါင်းဆောင်တွေကကြတော့မရောက်လည်းမဟုတ်ဘူးမေဆုတို့သမရာကြီးတို့ဖြစ်တယ်ပေါ့နော်တော့ဒီဥစ္စာကိုလည်းနောက်နိုင်ငံတွေကအခုချိန်ထိလက်ခံထားတယ်ဆိုတဲ့ဟာကအားရစရာဖြစ်တယ်ပေါ့နော်နောက်ထပ်တိုက်ဆိုင်တာတစ်ခုကဒါကမ္ဘာကုလသမဂ္ဂကလည်းသူတို့ရဲ့တရားဝင်ခေါင်းဆောင်များဆင်းရင်းမှာဖန်စီထိမ့်သိမ်းခံထားရတဲ့သမရာကြီးဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်မေဆုတို့ကိုပဲမြန်မာနိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တွေဖြစ်ဆက်လက်ဖော်ပြထားတယ်ဆိုတဲ့သတင်းထွက်ပေါ်လာတဲ့အချိန်မှာဒီပြင်သစ်သမရာကပါမေဆုစီကိုဒါစာပေးပို့ခဲ့တာ ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတကယ်ကိုအားရစရာကောင်းတဲ့အကြောင်းအရာလည်းဖြစ်တယ် ကားလုံးခေါ်ပြီးတော့ဒါတက်ချုပ်ကနေယာယီတမရကိုပဲလွှဲပေးပေးပေါ့နော်ယာယီတမရကနေပြီးတော့တက်ချုပ်ကိုပဲတာဝန်လွှဲပေးပေးဘသူကနေဘလို့ပဲလွှဲပေးလွှဲပေးမင်းအောင်လိုင်းတယောက်တည်းပဲမင်းအောင်လိုင်းတယောက်တည်းကနေပဲအမျိုးစုံလုံနေတာပေါ့နော်အဲ့တော့အဲ့လိုမျိုးမင်းအောင်လိုင်းတယောက်တည်းကနေမျိုးစုံလုံနေတယ်ဆိုပေမဲ့လည်းဒီမင်းအောင်လိုင်းရဲ့နာမည်နဲ့ယာဒူးကိုဒီကုလသမဂ္ဂရဲ့စာရင်းမှာလုံးဝထည့်သွင်းဖော်ပြထားခြင်းမရှိဘူးဆိုပြီးတော့သိရအဲ့တော့မင်းကတော့ခေါင်းဆောင်လို့ကိုသဘောမထားဘူးကွာ မင်းကအကျန်းဖက်စကောင်းဆောင်ပုံစံမျိုးမင်းမမင်းရယူထားတဲ့ဟာဘာပဲဖြစ်နေဖြစ်နေငါတို့ရဲ့တရားဝင်သတ်မှတ်ထားတဲ့ခေါင်းဆောင်များစီးရင်မှာမင်းမပါရဘူးမင်းမပါစီရဘူးဆိုတဲ့ပုံစံမျိုးအဲ့တော့ကုလသမဂ္ဂရဲ့နိုင်ငံတော်ကြီးကဲများအစိုးရအဖွဲ့ခေါင်းဆောင်များနဲ့နိုင်ငံသားရေးဝန်ကြီးများဆိုင်ရာနောက်ဆုံးထုတ်ပြန်ခဲ့တဲ့အော်တိုဘာ29ရက်နေ့ရက်စွဲပါစာကဒီစီးရင်ကပေါ့နော်ကမ္ဘာနိုင်ငံအသီးသီးရဲ့ဘယ်အစိုးရကိုကုလသမဂ္ဂကတရားဝင်အဖြစ်အတိအမှတ်ပြုထားတယ်ဆိုတဲ့ဒါအဓိကတန်တမာရေးရညွှန်ကြားတစ်ခုလည်းဖြစ်တယ်ဆိုပြီးတော့သိရဟုတ်တယ်ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ အစိုးရပေါ့နော်ဒါခေါင်းဆောင်ဒါတွေကဒီလူတွေပါဆိုပြီးတော့ထုတ်ပြန်လိုက်တဲ့စီးရင်အဲ့စီးရင်မှာမရောက်လိုက်မပါတာကအရန်ကောင်းတယ်ဒါပြင်ခုနလိုမေစုတို့အာသမရာကြီးတို့ကိုခုချိန်ထိနိုင်ငံခေါင်းဆောင်တွေအဖြစ်လက်ခံထားတဲ့ဟာကလည်းစစ်ကောင်စီကိုတော်တော်လေးအရှိုက်ထိစေတယ်ပေါ့နော်ဒီကာလတွေအတော်တွင်းမှာဒါမရောက်လိုက်ကသူ့ကိုအတိမတ်ပြုမှုမခံရတာတွေဖယ်ကျင်ခံရတာတွေပို့ပို့ပြီးတော့များနေတာတွေတွေ့ရတယ်ဒါကြောင့်မလို့လဲသူကဒီမြောက်ကိုရီးယားတို့တရုတ်တို့ပေါ့နော်ရုရှားတို့ဒီလိုမျိုးအာဏာရှင်နိုင်ငံတွေနဲ့ပဲ ပူးပေါင်းပြီးတော့ပို့ပြီးတော့တဘူးတွဲမြင်တွေ့ရတယ်ပြီးတော့အောက်ကနေလိုက်ပြီးတော့ဒါဘောမပြီးဆက်ဆံရတဲ့ပုံစံမျိုးတွေသူ့ကိုအတိမှန်ပြုမှုရှိအောင်လုပ်နေရတဲ့ပုံစံမျိုးတွေပဲမြင်တွေ့နေရတယ်လူကြားတဲ့ကိုတိုးလို့မရတဲ့ကောင်လို့ဖြစ်နေတာပေါ့နော်အဲဒါကြောင့်မလို့လေသူတော်တော်လေးတော့ဒါအချက်တဲရင်ဆိုင်နေရတော့တယ်ပြီးတော့ဒါမေဆုရဲ့ကျမ်းမာရေးမကောင်းတဲ့တရင်အချို့ကိုပြီးခဲ့တဲ့လပိုင်းကထွက်ပေါ်ခဲ့ဘူးလေဟုတ်တယ်အဲအဲ့အနေပတ်သက်လို့အဲဘယ်သူနဲ့တွေ့ခွင့်ရတယ်လို့အဲဘယ်ဘယ်နှစ်ပတ်တစ်ချိန်ဒါရာပြည့်ဆိုရင်ရာပြည့်ဒါမျိုးနဲ့တွေ့ခွင့်ရတယ်ဆိုပြီးတော့ပြောခဲ့ရရှိတယ်။ကျမကြီးကောင်းတယ်ပြောလိုက်ကျမကြီးမကောင်းဘူးပြောလိုက်ဒီလိုမျိုးသတင်းတွေကတော့ ဒါအရင်ကာလတွေရှေ့လပိုင်းတွေမှာထွက်ပေါ်ခဲ့တာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီဥစ္စာကိုလည်းဒါဇော်မဲလုံးပေါ့နော်မြောင်းလိုင်ရဲ့ပြောရေးဆိုရင်ပုံစံမျိုးနဲ့ပေးထားတဲ့ဇော်မဲလုံးကမြောင်းလိုင်ရဲ့တရုတ်ခီးစဉ်ကိုတံပြန်လိုတာကြောင့်မလို့ဒီမေစုရဲ့ကျမရဲ့ချင်းတွေကိုပြီးစုလည်းဖြည့်ရှင်းခဲ့တာလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအခုတစ်ခေါက်ဒါပြည်သစ်သမ္မတကစာပို့လာတာကမေစုရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့သူတို့တခုခုများတိထားရသလားဆိုပြီးတော့လေဒါယူဆလို့ရတယ်ဒါကလည်း စိတ်ပူစရာပေါ့နော်သူတို့တခုခုသိထားလို့ဒီလိုမျိုးထက်ပြီးတော့စာပို့ပြီးဖီအားပေးတာမျိုးဆိုရင်တော့မေဆုရဲ့ကျမ်းမာရေးကအချင်းအဆိုးတယ်ဆိုပြီးတော့ပြောရမှာပေါ့လေနော်အဲ့တော့အခြားသတင်းတွေရလဲဒါမေဆုကကကကြီးစူးစီးဘုံမှုကျုပ်နေတဲ့စာခါ6ဌာနချုပ်တွေကရရှိငယ်နေမှာပဲရှိတယ်ဆိုတဲ့ပုံစံမျိုးလည်းသိရတယ်အဲ့တော့ဒါရွေးကောက်ပွဲမတိုင်ခင်နေရာပြောင်းရွှေ့တယ်ဆိုပြီးတော့သတင်းတွေထွက်နေပြီမဲ့အတိမပြုတ်နိုင်သေးဘူးပေါ့နော်အဲ့တော့ရရှိငယ်နေဆိုတာကလည်းသိတဲ့အတိုင်းပဲဘာမှခံခံနာနာပုံစံမျိုးမဟုတ်ဘူးစုပ်တီးစုပ်ပြတ်တက်သေးကကောင်ဗျာ တမဌာနချုပ်ထဲမှာရှိတဲ့အရာရှိငယ်နေရင်ဆိုတဲ့ဟာကဘာပြည့်စုံပါလဲစုတ်တီးစုတ်ပြတ်ပေါ့နော်အဲ့တော့အဲ့လိုနေရာမျိုးမှာလူလူတိုင်းမင်ကန်ခေါင်းဆောင်ပေါ့နော်ဒါနိုင်ငံရဲ့အကတိုင်းမင်ကန်ခေါင်းဆောင်တယောက်ကိုထားเสียအကြောင်းရှိဘူးဒါပေမဲ့သူတို့က အကျဉ်းသားလိုဆက်ဆံတာရာဇဝတ်သားလိုဆက်ဆံတာပြောဆိုတုံးတုံးနဲ့အတုံးတုံးနေတယ်မှာအစအဲ့လိုမျိုးပြီးထည့်ပြီးတော့တုံးဆွဲတာကအစတော်တော်လေးယွန်စရာကောင်းနေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ခုနပြောလိုပဲသူတို့ကရန်သူလိုဆက်ဆံတာရန်သူလိုဆက်ဆံတာဖြစ်တဲ့အတွက်မေစုကနေရထိုင်ရတာတွေတော်တော်လေးတော့ခက်ခဲမဲ့အနေထားပေါ့နော်အဲ့တော့ဒီအိမ်ယာတွေဆိုတဲ့ဟာကအရာရှိငယ်နေနေဆိုတဲ့ဟာကဘာမှပြည့်စုံတာမဟုတ်ဘူးဒါပြောရရင်ဗျာတော်တော်ကိုမရိုင်းနယ်လို့ပြောရမှာပေါ့နော်တေးကြတာကတော့ဒါစစ်ကောင်စီကရွေးကောက်ပွဲမတိုင်ခင်အမေစုကိုလှုပ်ဖို့မဖြစ်နိုင်သေးဘူးလို့လည်းဒါယူဆလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒါ ရွေးကောက်ပွဲမတိုင်ခင်စစ်ကောင်စီကဖိအားတွေပို့ပြီးတော့များလာတာတွေတွေ့ရတယ်။နိုင်ငံရေးရောစီးရင်မှာပါရည်မှန်းချက်မပြည့်တာတွေမြင်နေရတယ်ပေါ့နော်။သူလုံမယ်ဆိုရဲရွေးကောက်ပွဲကာလကနီးကပ်လာလေလေသူ့အတွက်အရေးကြီးတဲ့ဆုံးရှုံးနေမြေတွေပြန်ရဖို့အတွက်သူပို့ပြီးတော့ ဒါလှုပ်ဆောင်နေရတာရှိတယ်ဒါပေမဲ့လည်းတော်တော်များများကတော့သူပြင်မရတဲ့အနေအထားတွေတွေ့နေရတယ်အဲ့တော့စီရေးရီမန်းချက်အပိုင်းမှာလည်းသူအနေနဲ့လုံးဝပြည့်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဗျအဲ့ဒါကလည်းတော်လိုင်းတပ်ဖွဲ့တွေကမြေပြင်မှာမရှိရှိရနဲ့အားသုံးခေါ်ဆိုင်နဲ့ဂျုံယုံပြီးတော့ပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်နေတာတွေကြောင့်မလို့ဖြစ်တယ်ချို့နေရာတွေမှာဆိုရင်စစ်ကောင်စီကတိုးလို့တော့မပေါက်တဲ့အနေအထားမျိုးတွေဖြစ်နေတာအဲ့တော့စီရေးနဲ့ပတ်သက်လို့သူ့ရဲ့ရီမန်းချက်ကလည်းသူပြည့်ချင်တဲ့ပုံစံမျိုးတော့ပြည့်နေတာမျိုးမရှိဘူးတကယ်တမ်းပြောရရင်သူ့မှာရှိသမျှဟာအကုန်ပုံအောပြီးတော့သူတုံးနေရတဲ့အနေအထား ရှိမြနီးပြူအကုံသုံးရတယ်ရှိမြလူအင်အကုံထုတ်သုံးရတယ်လက်နက်ခဲအကုံထုတ်သုံးရတယ်လေချောင်းတိုက်ခိုက်မှုဇက်တိုက်ကိုချရတာဗျအဲ့လိုအနေထားနဲ့တော့မှသူပြန်မရတဲ့ပုံစံမျိုးတွေမြင်တွေ့နေရတော့ဒါစီးရီမန်းချက်ကလည်းသူ့အနေနဲ့ထိုက်လျောက်မပြည့်နိုင်ဘူးလို့ပြောလို့ရတာဗောနော်အဲ့နောက်တစ်ခုကတော့ဒါနိုင်ငံရေးနိုင်ငံရေးနဲ့ပတ်သက်လို့လည်းသူ့ရဲ့ရွေးကောက်ပွဲကအချိန်ကတိုင်းတာအဖြစ်ဗောနော်အခုဆိုရင်အပိုင်းနေခွဲပြီးလောက်ရမှာရွေးကောက်ပွဲရလက်တော့မှရွေးကောက်ပွဲအပိုင်း၃ပိုင်းလုံးအကုန်လုံးပြီးစီးအောင်သူတို့လုပ်ပြီးမှပဲဒါထုတ်ပြန်နိုင်မယ်ဆိုတဲ့သဘောမျိုးတွေကျွန်တော်တွေ့နေရတယ် အဲ့တော့ဒီဥစ္စာကလည်းဘယ်ချိန်ဘယ်ကာလဘယ်တိုင်းဓာတ်တွေရှိအောင်မလဲကြာအောင်မလဲဆိုတဲ့ဟာလေသူ့အနေနဲ့သူကိုယ်တိုင်တော့မခံမနိုင်ဘူးတကယ်ပြောတာအဲ့မြို့တွေကကြည့်လိုက်လေအခုဆိုယော့လာတဲ့မြို့တွေယော့လာတယ်တိုးတဲ့ဟာတိုးယော့လာတဲ့ဟာယော့လာသူပထမပိုင်းဒုတိယပိုင်းတတိယပိုင်းခွဲပြီးလုံမယ်ဆိုပေမဲ့လည်းမရေမရမှုံဝါးဝါပုံစံမျိုးတွေတော့အခုလက်ရှိအချိန်ထိတွေ့နေရတော့မယ်အဲ့တော့နိုင်ငံရေးမှာရောစီးရေးမှာပါဗောနော်အခြားနိုင်ငံတကာရဲ့ဖိအားပေးမှုတွေကိုလည်းသူတို့ရင်ဆိုင်နေရတာတွေ့ရတယ်နောက်တစ်ခုကအဲနောက်အုပ်စုကသူ့ကိုလက်ခံဖို့ဗောနော် တရားဝင်ပုံစံမျိုးဖြစ်နေလက်ခံမှုအတွက်ဆိုရင်အမေစုကိုလွတ်ပေးမှရမယ်ပုံစံမျိုးတွေ့နေရတယ်။မေစုနဲ့နိုင်ငံကောင်းဆောင်တွေပေါ့နော်။အဲ့တော့တေချာတာကလွတ်မယ်ဆိုရင်တော့မှဒါမင်းအောင်လိုင်ကလွတ်တော်ခေါ်ပြီးမှပဲလွတ်နိုင်ခြင်းရှိတယ်ဆိုပြီးတော့လည်းယူဆရတယ်။အတွေးခေါ်မရှိတဲ့မင်းအောင်လိုင်ကပေါ့နော်။ဒီကျန်းဖို့အစိုးရလက်ထက်တုန်းကလုပ်ငန်းစဉ်အတိုင်းပဲရွေးကောက်ပွဲလွန်မှပဲဒါလွတ်ငင်းပုံစံမျိုးပေးမယ်ပုံစံမျိုးတော့မြင်တွေ့နေရတာပေါ့နော်။ဘာလို့ဆိုရင်ဒါပြည်သူက တကယ်လို့များအစိုးပိုင်းလှုပ်ပေးလိုက်တယ်ဟိဆိုရင်ဒါပြည်သူက2020လုံးကရွေးကောက်ပွဲရလဒ်ကိုပဲအတီးပြုတ်ပေးဖို့တောင်းဆိုကြလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ဒါမြောက်လိုင်းလုံးမဲ့ရွေးကောက်ပွဲကိုပုံမူပြီးတော့ဆန့်ကျင်တာမျိုးတွေပိုတွေ့ရလာရလိမ့်မယ်ဗောနောပို့ပြီးတော့ဆန့်ကျင်လာလိမ့်မယ်အဲ့တော့မြောက်လိုင်းကသူ့ကိုနိုင်ငံကကဒါလက်ခံပေးဖို့အတိမတ်ပြုတ်ဖို့ဆိုရင်နိုင်ငံကကတောင်းဆိုတဲ့ဟာတွေကိုလည်းသူကလိုက်ရောပေးမှာဖြစ်မယ်အဲ့လိုလိုက်ရောဖို့ဆိုရင်ဒါအမေစုနဲ့တမလာကြီးနဲ့ဒါနိုင်ငံကောင်းဆောင်တွေကိုသူကလှုပ်ပေးရမယ်အဲ့လိုလှုပ်ပေးလိုက်တာနဲ့သူလှုပ်ချင်တဲ့ရွေးကောက်ပွဲကသူလိုချင်တဲ့ရလဒ်လုံးဝမထွက်တော့ဘူးသိကြတယ် အကုန်လုံးပါဝင်တဲ့ရွေးကောက်ပွဲပုံစံမျိုးသူလောက်ရမယ်ဟေ့ဆိုရင်သူနိုင်စရာအကြောင်းလည်းမရှိတော့ဘူးသူ့ကိုနိုင်မှဆိုလို့သူ့ကိုနိုင်မှန်းသိလို့ဒီအဖွဲတွေကိုတော့မှဒီခေါင်းဆောင်တွေကိုတော့မှသူကတမင်တကာဖန်ဆီးချုံအောင်ထားတာဖြစ်တယ်အဲကြတော့သူ့အနေနဲ့အခုလက်တလုံးမှာလည်းဒါအတိမတ်ပြမှုတွေလိုအပ်နေတယ်အဲတရားဝင်ဆိုရဖြစ်ရေးရွေးကောက်ခံဆိုရဖြစ်ရေးကိုလည်းသူကအားချင်းလှုပ်ချင်တယ် အဲ့ကြသူကြုံနေရတဲ့အခြေအနေကလက်တလောကာလမှာတော့ဒါနိုင်ငံကရဲ့ဖိအားတွေကြောင့်မလို့မြောက်လိုင်းနဲ့စစ်ကောင်စီဟာဘေးကျန်နံချက်ပိုရောက်နေတဲ့အနေအထားကိုတွေးရတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။